ောက်ပါကြတယ်တော့ဘယ်လိုဟာတုံးတော့မတိယူရတော့မတိရပါဘူးဗျာကျတို့တွေဖြူစင်တယ်ဖြောက်မှတ်တယ်ဆိုတာတကယ်ကြတော့အဲ့ဒါလည်းပဲအခုလိုကြုံတဲ့အခါခင်ဗျားတို့လည်းပြောပါဗျာเนาะညီမဗျာဖြူစင်တယ်ဖြောက်မှတ်တယ်ဆိုတာဘလို့မှစိတ်ကနေပြီးတော့သူနဲ့ကိုယ်နဲ့ဆက်တွယ်နေတာဟာအဆက်အသွယ်မရှိဘူးလို့ဆိုတဲ့အဖြစ်ရောက်အောင်ဟောဟဲ့လို့ငေါ့ငန်းငန်းလို့ဆိုတာမရှိအောင် ဟုတ်တယ်ပါနော်ဟာငါတို့ကမြင်တာပဲသူကနှိမ့်တာပဲလို့ဆိုတယ်အဲ့လိုလည်းမရှိရဘူးတော့တင်ပါဗျာနှိမ့်နှိမ့်မြင်မြင်အတူတူပဲတင်ပါဗျာဘုန်းတို့ဘုရားဆိုကြပါဆိုတော့တင်ပါဘုန်းတို့ဘုရားဆိုလို့ရှိရင်သူ့ရဲ့တပည့်ဖြစ်တဲ့ဘုန်းကြီးလေးတွေဘယ်ဘုန်းကြီးဖြစ်ဖြစ်သူဘာမှတခါလည်းငေါက်တာတွေဟောက်တာတွေမလုပ်ဘူးပြတော့တင်ပါဗျာအဲ့မလုပ်တာတွေမကဘူးဒါဒီလိုပါတယ်ဒါဒီလိုပါတယ် ဩပါရာဆိုရင်အဲ့လိုပြောတာလောက်ရှိတာပဲပေါ့နော်တင်ပါပဲအဲ့ဒါဆိုရင်တော့လေအဲ့ဒီဘုန်းကြီးတွေလည်းပြင်ကြတာဗျာတော့တင်ပါသူကနေပြီးတော့တကယ်ကိုစေနာနဲ့ဟောက်ဟဲပြီးတော့ပြောတာမှမဟုတ်တာဆိုတဲ့ခါကျတော့တင်ပါအဲ့အဲ့လိုဆိုတဲ့ကြာပြင်ကြတာဆိုတော့ဟာဘုန်းတို့ဗျာတော့တကယ်ကိုပဲသူဆိုရင်တိတ်ပြင်းပြတ်တဲ့ပုံစံတာမျိုးကြီးရဲ့ပုံစံတာမျိုးဒါလိုလည်းမဟုတ်ဘူးလို့တော့တင်ပါ အကုန်လုံးကိုသူအဖြစ်တတ်တူကြီးလူစကားပြောနေသလောက်ပဲဗျာနော်မှန်ပါဗျာအဲ့လိုဖြစ်တဲ့အတွက်ကတော့ဒါတော့ကောင်းတယ်လို့ပြောကြလို့နော်မှန်ပါဗျာအမှန်တော့ပြုလို့ဗျာဘာပြောတော့လို့ဆိုရင်သူခေါ်တဲ့တရားဆိုလို့ရှိရင်လုံးဝကာပိစုပ်ပန်ရှုပါလို့ပြောတော့ပါနော်မှန်ပါဗျာပိစုပ်ပန်ရှုပါလို့ဆိုတာအဲဘယ်လိုကြီးပိစုပ်ပန်ကြီးကိုအတင်းရှုတယ်မလားပရမတ်တွေနဲ့ပိစုပ်ပန်ရှုတာမျိုး ပိစုပန်ရှုပါလို့ပြောတာမဟုတ်ဘူးမှန်ပါမှန်ပါအဲပိစုပန်မှာဘယ်လိုမှမပါနိုင်တဲ့အနေအထားရှိတဲ့ဟာမျိုးတွေကိုမြောင်ကြည့်ပါပေါ့ဥပါရခုပဲကျုပ်တို့မုန်းစရာတွေ့တယ်ဆိုတာတော့မှန်ပါဗျမုန်းစရာတွေ့တယ်ဆိုတော့မပုံပါနဲ့ဟုတ်တယ်လားနော်မှန်ပါဗျချစ်စရာတွေ့တယ်ဆိုရင်လည်းမချစ်ပါနဲ့ဟုတ်တယ်လားနော်မှန်ပါဗျဘာဖြစ်လို့မချစ်ပါနဲ့လဲချစ်ရင် အဲကိုကချစ်လိုက်လို့ရှိရဟောသူကလည်းပြန်ချစ်တော့ခါရတော့ပြန်မကိုကချစ်လိုက်သူကပြန်ချစ်ပြီဆိုသူချစ်ပြီဆိုရင်တခါကိုလည်းပြန်ချစ်တယ်ဆိုရခါကြပြန်မအဲ့ပါလေအစည်းကသားကြပါမို့လားတယောက်တယောက်ပါအဲတယောက်တယောက်အစည်းကသားတယ်ဆိုတော့ကိုကိုတုပေးရမှာဗျာတော့ပေးရပါဘူးဗျာသူကိုလည်းကိုယူလိုက်တယ်လို့ဖြစ်ဖြစ်သွားတာပေါ့နော်ဖြစ်သွားတယ်ကဲအဲ့လိုဆိုတဲ့ခါကျတော့ ဒါဘတိုးတက်ထိုင်တော့ဘောတော့ပြန်ပါဗျာအဲအဲ့လိုမျိုးလို့ဆိုတော့လည်းပဲလူကမဖြောင်းတော့ဘူးလို့ပြောကြကြတော့နော်ပြန်ပါအဲကြောင့်မို့လို့တကယ်လူတယောက်နဲ့တယောက်ကဆက်ဆက်နေတာရှိပြီးသားရှိပြီးသားလို့ဆိုတာကဥပမာလို့ခင်ဗျားတို့အလုပ်တွေတခုမဟုတ်တခုတော့လုပ်ခဲ့ကြတဲ့လူတွေကြီးတွေပဲလေပြန်ပါအဲ့ဒီအလုပ်လုပ်တယ်လို့ဆိုရှင်ငါဘာအတွက်လုပ်လုပ်တာတော့ဘောနော်ပြန်ပါအဲ့ဘာအတွက်လုပ်လုပ်တာတော့ဆိုတော့ တကယ်တမ်းကတော့ပန်းကိုပေါ်မှာဘူးသူကဘယ်လိုလှုပ်တာလဲဆိုတော့ဟာငါလှုပ်တာငါရဖို့အတွက်လှုပ်တာဘယ်လိုဖတ်တာပေါ်လာဗျာတင်ပါဗျာငါရဖို့အတွက်လှုပ်တာလို့ဆိုတာငါရဖို့အတွက်လို့ပေါ်ဖတ်ပါတယ်ပေါ့နော်တင်ပါဗျာအဲတကယ်ကြတော့ဒါငါလှုပ်တဲ့အလုပ်ကိုလူများတွေအသုံးချပါဟုတ်တယ်လားနော်တင်ပါသူများတွေအတော့ချပါဆိုရင်သူများတွေအတွက်လောက်တာလို့ဒီလိုပါပါပေါ့နော်တင်ပါဗျာ ဥပမာတစ်ခုပဲကိုကနေပြီးတော့ကဲဆိုရတော့ခင်ဗျားဆိုရင်ထမင်းနေဟင်းနေရောင်းတယ်ပေါ့နော်ပြန်ပါဘာလို့ခုရောင်းတာလို့ဆိုတော့အော်ထမင်းစားမဲ့လူတွေဟင်းစားမဲ့လူတွေအတွက်အားနေပြီးတော့ဒါလုတ်တာဟုတ်တယ်လားနော်တဲ့သူတို့တက်တက်ထမင်းပဲချက်ကျွေးနေသလားလို့ဆိုရင်တော့ဒီလိုတော့မဟုတ်ဘူးပေါ့နော်အဲကိုကထမင်းကလည်းဆန်လဲဝယ်အောင်ပဲ ချီလဲဝယ်အောင်ပဲတာကားလိုပါလို့ဆိုတော့ဝယ်အောင်ပဲပြီးတော့လေကိုကအဲ့ဒါလုံးလုံးတဲ့သူလည်းပဲကိုကလည်းလုံးအောင်ပဲကိုတွေမကပဲတခြားတယောက်တွေပဲလုံးခွေရတော့ငားရအောင်ပဲအဲ့လိုဖြစ်တော့အဲ့ဒီငားတွေကိုရဲ့လုံးအားတွေနဲ့အဲ့ဒီဝယ်လို့ကုန်ကြတဲ့အရင်နေတွေအဲ့ဒါတော့အာသမင်းတက်ကြွေးလိုက်လို့ရှိရယ် ဘလောက်လောက်ကြာလောက်တလဲအတွက်မှာပေါ့နော်အတွက်မှာပါအဲဘလောက်လောက်ကြာလောက်တလဲဆိုတော့ဒါကတော့ယူရောမှာပေါ့နော်ရှင်းပါမယ်စားတဲ့သူကလည်းအဲ့လောက်ကတော့ပေးတာပါပဲနော်ဟုတ်တယ်နော်အဲ့တော့ကိုချက်ကြွေလို့သူစားရတယ်ဟုတ်တယ်လားနော်အဲသူစားရတဲ့ဟာကိုခါတဲ့တဲ့ယူပစားလိုက်သူကလည်းပဲဘာဖြစ်လဲဆိုတာဒါဘလောက်လောက်တတ်မှုရှိတာလဲဆိုတော့သူလည်းပေးခဲ့တာပဲမဟုတ်လားပေးပါအဲ့ဒါကတယောက်နဲ့တယောက်ကဆက်တွေ့ ဆက်ဆက်နေရမှာမဟုတ်လားအဲရှက်နွယ်ပြီးတော့နေနေပြီလို့ဆိုရင်ဒါတကယ်လူမှန်ပဲကြာတော့ပြမယ်အဲ့လိုမျိုးလိုလူမှမဟုတ်ဘူးလို့ဆိုရင်တော့ကြိုက်ဘူးကြတော့ပြန်ပါဗျာအဲ့ဒီဟဲ့နေပြီးတော့ပိုးရချင်တာတို့အမျိုးမျိုးတွေလည်းရှိကြတာမဟုတ်လားရှိပါရဲ့ဗျာအရှော့ပေးချင်တာတို့ပေးရလို့လည်းတော့ပြန်ပါဗျာအဲ့အဲ့လူကပြောလို့ရှော့ပေးရင်ပေးနိုင်တယ်လောက်အထိရှော့လို့ရရင်ရှော့ပေးချင်ပြန်ပါ အဲပိုးပြီးတော့လိုချင်တဲ့လူကလည်းပဲရသလားအထီကိုပိုးလိုချင်ဟဲ့ဟုတ်တော့ရှိကြတာတော့ရှိပါတယ်ခင်ကဲအဲ့ဒါရကကိုကမတင်မြတ်ဘူးလို့ပြောကြတယ်နော်မတင်မြတ်ပါဘူးမှန်တိုင်းကတော့ပိုးလိုချင်တာလည်းမဖြစ်အောင်တင်ပါပေးတဲ့လူကရှော့ပေးချင်တာလည်းမဖြစ်အောင်သူတန်ဖိုးလေးနဲ့သူဖြစ်နေရမှာမဟုတ်လားတင်ပါခင်ဘဝကြုံငယ်ငယ်ကြားဘူးလေတကမတယောက်ကချမောရွတ်သွားဝယ်တာတဲ့တော့အင်းပါဗျာချမောရွတ်ဒီတအားယူလာတယ် တင်ပါဘူးအဲတားယူတဲ့ခါကျတော့လေကျမရောက်ကလည်းတိတ်လေဖုတာတာဖုတာဆိုတော့ကိုတို့ကလည်းယူခံတာပေါ့တဲ့နော်ပြန်ပါပြန်ပါယူခံတော့အေးရောက်တဲ့ခါကျတော့လေဒီကျမရောက်တဲ့ဘာမှတိတ်တော့ကြတာမဟုတ်တဲ့အတွက်ခါတဲ့အညွန်လေးပါလေးလောက်ပဲယူပြီးတော့ဟောတွားတယ်လေတခါလေပြည့်ရတာပဲတဲ့နော်ပြန်ပါပြန်ဟာလို့မဟုတ်တာပဲလို့နော်ဟုတ်ပါပြန်တကယ်တော့လေကိုယူရယ်ကိုဝယ်ရယ်များများရတယ်ဆိုတဲ့ဟာမျိုးကလည်း ဘလို့လို့ကြတာတော့เนาะပြန်ပါဗျာတကယ်တော့ကိုယ်ဝယ်များများလဲရမနေပါနဲ့သူ့ရဲ့တန်ဖိုးကဘယ်လောက်ရှိလောက်တည်းဒါငါးနေပြီးတော့ဘယ်လောက်ပေးရလဲဒီလိုမျိုးဖြစ်ရပါမဟုတ်လားဖြစ်ရမှာပေါ့ဗျာသူ့တန်ဖိုးလေးနဲ့သူတိတိပြီးတော့အလုပ်ကြာမိုးရည်ရက်တာတော့ခဏလားရက်ပါတယ်လေးတိတ်စလို့ရက်တာမှာမှာရက်ပါသွားတယ်မိုးကဟုတ်ပါပြေမကတော့စကားပြောတာလည်းနည်းနည်းကောင်းတယ်နော်ပြေပါဗျာအေးတာကိုပြေပါကြတာမှန်အဲ့ အကြဲရနေလဲအိုက်ချက်လာအသူလူသားတော့ဖြင့်လူဟာအဲ့လိုဖြစ်ရပါဗျာနော်ပြမပါတကယ်တော့အပိုးလူကျင်တာလည်းမဖြစ်ရဘူးခိုင်းလျှော့ပြီးတော့ဘေးကျင်တာလည်းမဖြစ်ရဘူးဟုတ်တော့လားနော်ပြမပါကဲတယောက်နဲ့တယောက်ဟာပြတ်တာနေရမှာပဲမဟုတ်လားဗျာနော်ပြမပါတကယ်လူစနစ်ကတကယ်မျှတာတယ်စနေပြနော်ဟုတ်ပါရဲ့ခင်အဲ့ဒါလေးဘယ်လူဘယ်လူတတ္တဝါမှ ဘယ်လိုအကောင်မလောင်မှတကောင်နဲ့တကောင်အဲ့လိုမျိုးလိုဆက်ဆံတာလောမရှိဘူးရနော်တကယ်ကျတော့လူကတော့ရှေးခါအဲ့လိုဆက်ဆံခဲ့မှာပါကိုအကုန်လုံးကိုသုံးမဲ့ဟာအကုန်လုံးကိုအကိုလှုပ်လို့အကဲ့ဘူးလို့မဖြစ်ဘူးလေပြန်ပါဗျာအဲ့တော့လည်းပဲသူလှုပ်တဲ့ဟာတွေကအဲငါတုံးကျင်တယ်လို့ဆိုလို့ရှိရင်အဲမင်းလှုပ်တာမပိုးဘူးလားအဲဘာအဲ့လိုမင်းလှုပ်တာပိုးတယ်ဆိုရင်အဲ့ဒီဟာကငါမင်းလှုပ်ခါပေးရမှာပေါ့ အဲ့ဒါငါသုံးစားမရသေးဘောနော်ဟုတ်တော့လားဗျာဖြစ်ရပါအဲ့လိုမျိုးဟုတ်ပါအဲ့လိုကနေပြီးတော့ပါသူလုံးတဲ့ဟာကိုကိုမလုံးနိုင်ဘူးဆိုရင်အဲကိုကပတ်စားပြီးပြီးတော့သုံးဟုတ်တော့လားနော်အဲကိုလုံးတဲ့ဟာတွေကလည်းအကုန်လုံးကိုကြီးတဲ့သဘောမှာမဟုတ်တာဆိုတဲ့အခါကျတော့ဒီမှာပိုးနေပါဘောနော်ပိုးပြီးတော့လုံးနိုင်လောက်တဲ့အနေထားလည်းရှိတယ်ဆိုရင်အဲ့လိုဆိုမင်းလုံးတဲ့လုံးသွားမှာအဲငါအပတ်စားပြီးရပါဘောလို့ဆိုပြီးတော့ဒါတယောက်တဲ့တယောက်ဟာ အယောင်းဝယ်ဆိုတာဖြစ်နေကြတာဟုတ်လားဖြစ်နေပါလေအယောင်းဝယ်ဆိုတာဟာတယောက်တယောက်အပေးယူရယ်ဗျာနော်အဲ့ဒီအပေးယူစနစ်ကလူသိမ့်မသိကြတော့ဖြစ်နေတယ်ဗျာနော်ဟုတ်ပါတယ်ဗျာအဲ့အဲ့ဒီသိမ့်မသိကြတော့လူတွေဩပေးရယူရတယ်အဝယ်ရရောင်းရတယ်လို့ဆိုတာဟာတိုးတူပဲဝယ်ရတဲ့သူလည်းကျေးဇူးများတာပဲရောင်းရတဲ့သူလည်းကျေးဇူးများတာပဲလို့ဆိုတော့များပါတယ်ဗျာသူကျေးဇူးကကိုအကျိုးဖြစ် ဟောကိုကျေးဇူးကလည်းသူ့အကျိုးဖြစ်ဟုတ်တယ်မလားနော်ကြောက်တရားလူချင်းချင်းအကျိုးဖြစ်ကြတာပေါ့လားဖြစ်ကြပါဘူးအဲ့အကျိုးဖြစ်ကြတာဟာတကယ်လို့လောကြီးလိုက်ရင်ဖြစ်ဖြစ်ဟောအဲ့ဒီအကျိုးကတော့ကွဲတော့ပါပဲဟုတ်တော့အဲ့ဒီအကျိုးနဲ့ရှက်တယ်နေဘူးဆက်တယ်နေဘူးကတော့ပြတ်တတ်ပြီးတော့ကွဲစကုန်တော့ပါပေါ့လားကွဲပါပဲအဲ့အဲ့ဒါကောင်းနော်တကယ်ကြတော့အဲ့ကြောင့်မလို့လူဟာအဲ့လိုမျိုးလို့အရှက်မကွဲစရာဘူးဟုတ်တော့လားအကြောက်ကိုတွဲစရာဘူး ဟို၆တာတော့ဟောက်တာတော့ပေါ့ဗျာတော့ပြန်ပါဗျာလောအောင်အဲ့လိုလည်းပဲအဲ့လိုပြောမယ်ဆိုလူချင်းလူဆက်ဆံရင်ခင်ဗျားတို့လည်းပို့ခါတဲ့ဒီဆိုင်ဆက်ဆံကြပါတော့ပြန်ပါဗျာဘလို့ကတယောက်ကိုတယောက်ဟာခါတဲ့သိကြီးဒီကိုကအလိုလိုက်ပေးတာလည်းမလုပ်ပါနဲ့ပြန်ပါဟုတ်တယ်ပါနော်ကိုကလိုလိုက်ပေးရင်တော့သို့မကြအလိုလိုက်တာကိုကြိုက်တဲ့သူကနေပြီးတော့နောက်ကျတော့ကိုကိုနှိပ်ကုန်ပါပဲဗျာနော်ပြန်ပါဗျာအဲကိုကနေပြီးတော့ အရင်တော့တော့လူလိုက်တယ်ဘာအခုကြလုံးမလိုက်ဘူးနဲ့ဆိုရင်လည်းဘယ်ကောင်းမှာတော့နော်မကောင်းပါဘူးခင်ဗျဟုတ်အဲဒီဆင်းကြိုက်ဘူးရနော်တင်ပါအင်းမအဲ့လိုပဲအစတုန်းကလည်းတခါလဲသူကနေပြီးတော့နှိပ်ကော့ပြီးတော့ပဲလဲမဆက်ဆံနဲ့နော်တင်ပါဘူးပြသပြန်လူတွေရတော့ပြန်ကိုမနိုင်နဲ့နိုင်နေဆိုရင်နှိပ်ကုတ်ပြီးဆက်ဆံတာပဲများတယ်ကနော်များပါတယ်ခင်ဗျအဲအဲ့လိုပဲတခါလဲကိုချစ်တဲ့ကိုချစ်လို့ရှင်လဲဘုကနဲ့ရှော့ပေါ့ပြီးတော့ပဲဆက်ဆံတာပဲပေါ့လားမဆက်ပါဘူး အဲ့ဒီဟာတွေကတကယ်မှားနေတာမှားနေတာတကယ်လူအတိနဲ့အဲ့လိုဆက်ဆံမနေပါနဲ့သူအရှိတိုင်းလေးပဲဆက်ဆံမှာပေါ့နော်အဲ့လိုဆက်ဆံရင်လူတွေတိုးနဲ့တိုးကတော့တကယ်ကိုဆက်မိနေကြတာပေါ့နော်အဲ့ဆိုရင်အဲ့သူငြိမ်းချမ်းတာပေါ့ဗျာနော်တော့မို့လို့ရှိရင်ကိုကနေပြီးတော့အလိုနဲ့ဖြစ်ဖြစ်အမျက်နဲ့ဖြစ်ဖြစ်ဆက်ဆံမိရင်ကတော့အဲ့လိုဆက်ဆံမိတာကိုမှမပြီးကြလားဟုတ်အဲ့လူပြတ်တာပဲဗျာနော်ကျေးဇူးပါဗျာ အဲ့လူပြတ်တယ်ဆိုတာအဲ့လူကချစ်စရာဆိုရင်လည်းချစ်ပြီးတော့တခါလည်းလှုပ်မဲချစ်ရနေပြီးတော့သူကနေပြီးတော့ကိုယ်စီကနေပြီးတော့လိုချင်တာရအောင်ယူဟုတ်တယ်လားဗျာမှန်ပါဗျာရအောင်ယူပြီးတော့အဲ့လိုယူတာကိုတော့ပြောလာပြီဆိုရင်တော့မင်းကဘယ်လိုညာလို့လဲသူကအမိုးတွေပါခဲ့လဲထုတ်ပြန်သေးတော့ပေါ့လားဟုတ်ပါဗျာအဲ့လိုနဲ့လူတွေက မန်းတော့ချစ်ရနေပြီတော့မိုးကုန်ကြတာဗျာနော်အစတုန်းကလည်းချစ်အောင်လည်းမနေပါနဲ့သိကြည့်နော်မိုးအောင်လည်းမနေပါနဲ့ပန်းအောင်သာနေပါပမာဏအမှန်လေးနေပါနော်ဟုတ်တယ်အဲ့ပမာဏအမှန်လေးနဲ့သာ ပြောဆိုပြုမှုနေထိုင်တာလေးကမှန်းနေရဲ့ဆရာအတာတီတူကတော့တော်တော်ဖြောင်းမှတ်တယ်ဖြူစင်တယ်လို့သူပြောရမှာပေါ့နော်အဲ့လိုဖြောင်းမှတ်ဖြူစင်ပြီးနေပြီလို့ဆိုလို့ရှိရင်တော့ လူတွေဟာတုံးတဲ့တူကတော့တကယ်ကိုလေးစားကြရတော့မှာနော်ပြင်ပါဗျာလေးစားကြရတော့မှာဥပမာလူလင်မယားတွေဆိုရင်တကယ်အဲ့လိုလေးစားကြရတာဗျာနော်လေးစားကြပါဗျာလင်မယားတွေအဲ့လိုလေးစားရပါကိုအဲ့လိုအဲ့လိုဘုဘနဲ့အာကိုလင်မလို့လင်ကိုမယားမလို့မယားအဲ့လိုသာနေနေပြီလို့ဆိုလို့ရှင်ပါမဟုတ်ဘူးရတော့ပြန်ပါဗျာအဲသူကြီးကကိုလိုချင်တာလဲမရဘူးဆိုလဲမဟုတ်ဘူး ုတ်တော့နော်ညီမပါအတူကိုပို့ပြီးတော့တခါလည်းပေးကြတာဆိုတာလည်းပေးရရင်လည်းပဲမကြိုက်ဘူးဆိုတာဖြစ်ဖြစ်ကြတာမဟုတ်လားဖြစ်ပါဗျာလူတွေအဲ့လိုဖြစ်အောင်အကုန်လုံးကတော့ပြတ်ထနေအောင်ကြလောပါပေါ့နော်ညီမပါလျောက်ကြားကိုကိုကနေပြီးတော့ဆက်ဆက်တယ်ဆိုရင်အဲ့ဒီလျောက်ကြားပေါ်မှာကိုကနေပြီးတော့တခါလည်းကိုအဲလေးလေးစားစားကိုဆက်ဆံနေရပါပေါ့နော်ညီမပါအဲခတ်တူမင်းမကိုဆက်ဆံနေဆိုလဲ သူမွေးမကလည်းလေးလေးစားစားကိုဆက်စားပါပေါ့လားဟုတ်ပါဘူးသူမွေးထားတဲ့သားသမီးကလေးဆိုရင်အဲ့သားသမီးလေးလည်းပဲဒါလေးဟာတကယ်ကိုလူကောင်းကောင်းမို့မဖြစ်လာအောင်ဆိုလေးလေးစားစားကိုဆက်စားပါမဟုတ်လားဆက်စားပါနော်လုံးဝသူ့လည်းပဲမကောက်ပါနဲ့မဟုတ်ပါနဲ့မရိုက်ပုတ်ပါနဲ့နော်ပြန်ပါဗျာအဲ့လိုပဲသူ့လည်းမချော့ပါနဲ့မမော့ပါနဲ့တခါလည်းဟုတ်နော်ပြန်ပါအဲ့အတည့်တခါလည်း ကိုယ်တည်းကပုံမှန်သာဆက်ဆံသွားရင်ဒီလူလေးတွေလည်းဖြောင်းသွားမှာတော့မှန်ပါဗျာများသောအားဖြင့်တပ်မီးတွေဟာမိဘရဲ့အတူတော့လိုက်ခိုးရတာပေါ့သူကကိုယ်ဆက်ဆံတယ်လို့သူကလည်းကိုယ်ပြန်ဆက်ဆံတာပဲမဟုတ်လားမှန်ပါဒါတပ်မီးကလေးတွေနဲ့မိဘကမဟုတ်ပါဘူးဗျာနော်တခြားယောက်ျားနဲ့မိဘလည်းအဲ့ဒီတိုင်းပါပဲဗျာနော်ဟုတ်ပါဘူးအဲ့တော့ကိုကနေပြီးတော့အပူလည်းမဆက်ဆံပါနဲ့ အလူလည်းပဆက်ဆံပါနဲ့ဟုတ်လို့လားတင်ပါဗျာဒါသူကလူဝဲပေါ့နော်တင်ပါအကိုမွေးထားတဲ့ကလေးလေးလည်းလူဝဲဟုတ်တယ်လားဟုတ်ပါဗျာသူတော့သူ့ကိုတခါလေကိုကနေပြီးတော့အေးမတို့မတို့မိဘတွေကနေပြီးတော့ပြုစုလာခဲ့တယ်လို့တို့အခုလောက်ထိအတ္တိတရားတွေနဲ့အနေထိုင်နေတတ်တယ်အောင် သူတို့ကြာရခဲ့တာပေါ့နော်ပြပါဗျာသူတို့ကတော့တိတိပတိတိနဲ့တော့လှုပ်လာခဲ့တာပေါ့နော်ကိုကဆိုရင်ညာကတော့တိတိပတိတိနဲ့မလှုပ်နဲ့တော့တကယ်ကိုကိုအတိရှိရှိနဲ့ဟောငါကလေးလေးကိုဒါကားနေပြီးတော့အဲမွေးပေးလိုက်တယ်လို့ဆိုလို့ရှိရင်တော့ဖြစ်ဒီကလေးလေးဟာလူတလုံးသူတလုံးဖြစ်ဖြစ်ထီရောက်သွားအောင်တဆင်တော့နားစရာတွေအပားဆိုတာမရှိစရာပြပါဗျာအဲအဲ့လိုမျိုးလေးနဲ့ လုံးဝကလေးလည်းလူကြီးတဲ့အထုဝဲထားပါဗျာเนาะတင်ပါဗျာကလေးမို့ဆိုတော့ပြောလို့မရဘူးဆိုရင်ကိုယ်ပဲကျွတ်တော့လည်းပဲအဲမာမဲပြီးတော့လည်းလှုပ်ချင်လှုပ်လိုက်တာဟုတ်လားလှုပ်ကြပါဘူးဘို့ချော့ချင်လည်းချော့နေကြတာဗျာเนาะတင်ပါဗျာချော့လည်းနေတယ်ချောက်လည်းနေတယ်ဒီမှာ၆တာနဲ့ချောတာဆိုတော့ဖားတာပေါ့နော်အဲ့ဒါကိုမလုပ်ဘူးမလို့ကျွန်တော်ပြောတာဟုတ်အဲ့ဒီလိုဒါဘုရားဝါရရဲ့တစ်ချက်တစ်ယောက်ဆုံးနေရာအဲ့ဒီ အဲ့လိုမျိုးလို့များလောက်သွားလို့ဒီတကယ်ကိုဖြောင်းသွားပြီလို့ပြောချင်တော့တကယ်နေရထရတာတော့တော်တော်ကိုကောင်းတယ်လို့ပြောပါဗျာကောင်းပါတယ်ဗျာဘာဘာဘာမပြေလဲလားချီဦးရတာချီမပါဗျာအဲ့လိုဖြစ်သွားတယ်ကွာညှင်းချနေတာပေါ့နော်ညှင်းချနေတာပေါ့ဗျာအဲ့လိုဖြစ်သွားတယ်ကွာအဲ့လိုမျိုးလို့ဖြစ်ဖို့ကလည်း ုတို့ပြတရားဟောခဲ့တာအယုတို့ပြတရားဟောခဲ့တာပြည့်မယ်လို့ပဲသူတို့ပြရဲ့တရားကိုအဲ့ဒီလိုလို့မကြည့်ဘူးရတာမကြည့်ကြပါဘူးဘယ်လိုလဲဘဝနဝဝနဲ့ပဲဘဝကြည့်လို့ကြည့်တော့ကြာတာအားရနော်ဒီမှာဟဲ့အဲ့လိုဆိုတဲ့အခါကျအခုမှဒီမှာဟဲ့အခုနဲ့ဆိုတော့ဘောကံကြောက်ကြည့်လို့ကြံတော့တာတန်းတယ်ရနော်ဘောကြည့်ကြကြည့်လဲပြီးတော့တာရအောင်တန်းတယ်နော်အဲဘောကံနာလို့ဘောကြည့်ရတယ် 我们弟弟吧，我们弟弟吧。